အင်ကုလိမာလာ၏အမည်ရင်းမှာအဟိန္ဒကဖြစ်သည်သူ၏ဖခင်သည်တာဝတိပြည်ကြီးကိုအစိုးရသောပရင်ဒီကောတလမင်း၏ပယောဟိတ်ပုံနာကြီးအနကဖြစ်သည်မိခင်မှာမန္နာနီ ပုံနေမှဖြစ်သည့်အဟိန္ဒကကိုဖွားမြင်သည့်နှင့်ဖွားစေခဏ၌တာဝတိပြည်အလုံး၌ရှိသော လေးများတန်လန့်တန်လျက်ခရင်ဆသောလက်နက်တို့သည် တပြိုင်နက်အရှင်ပြောင်ပြောင်တောက်ပကုံမင်းကြီး၏အိယာဘေးနထားသောလက်ဆွဲတော်မင်္ဂလာတန်လျက်သည်လည်းအရှင်ပြောင်ပြောင်တောက်ပိုက်ဖခင်ပုံနာကြီးသည်တားဖွားသည့်အခိုက်ကောင်းကင်နက်ခတ်ကိုကြည့်တော်ခိုးသူနတ်ခတ်ရှင်သည်ကိုမြင်လေသည် ပုံနာကြီးလည်းမိမိ၌အနည်းမရှိစေလိုသဖြင့်နက်နက်လင်းလျင်မင်းကြီးမင်းကြီးထံသို့အကျိုးအကြောင်းတွားရောက်လျှောက်ထားသည် ဖူခါမင်းကြီးကဤသူငယ်သည်တယောက်ထဲသောခိုးသားဖြစ်အံ့လောတို့ဒီမဟုတ်ချွေရံများနှင့် စုပေါင်းက နိုင်ငံကိုပုံကန်သောခိုးသားဖြစ်အံ့လောဟုမေးသည် ပုံနာကြီးကအရှင်မင်းကြီးဤသူငယ်သည်တယောက်တည်းသောခိုးသားသာဖြစ်လိမ့်မည်ဤသူငယ်ကို အရှင်မင်းကြီးအလိုရှိရာ ပြုတော်မူပါဟုအနံ့ဤမင်းကြီးလည်းတယောက်တည်းသောခိုးသားဖြစ်မူငါမယုံဂယုမပြုစပားတသိန်းထွက်တော်လေဤအတွင်း၌တဏ္ဍနေသောအဖြစ်တည်တကယ်သို့ဖြစ်ရသည် မဟုတ်လောဆိုရင်ရန်မရှိတင်သားကိုကောင်းမွန်စွာနှင့်ကျွေးမွေးဆောင်လျှောက်ပါလော့ဟုဆိုလေသည်ဤသို့ဖြင့်ပုံနာကြီးဇနီးမောင်နှံသည်တားငယ်ကိုကောင်းစွာမွေးမြူ၍ဆောင်လျှောက်လာခဲ့သည် အနီမေမီနေသို့ရောက်သောအခါဤသူငယ်သည်ငါတို့၏အမျိုးနွယ်ကိုမငင်းဆဲလက်တန့်ဟူသောပုပ္ပနိမိတ်ကိုယူ၍အဟင်တကဟူသောအမိကိုမဲ့၏အဟင်တကသည်အရွယ်သို့ရောက်လက်သောတက္ကသိုလ်ပြည်တိတာဗမုခဆရာထံ၌တပည့်ခံ၍အတက်ပညာသင်ယူလေသည်စင်စစ်သူသည်စိတ်ကောင်းမလုံးကောင်းရှိသူဖြစ်သည်ဆရာကိုချစ်ခင်ယူသည်သည် ကျိုးနွန်သည် နေစာချစ်ခင်ဖွဲ့ကောင်းသောအမူအကျင့်နှင့်ပြည့်စုံသည့်လုံလဝီရလည်းရှိသည်တနည်းတည်းမျှမပြတ်အောင်အတတ်ပညာကိုလည်းနိုင်ယူမှတ်သားသည့်အဟင်စကားရောက်တည်မှစ၍အခြားသောတပည့်တို့သည်ဆရာကိစ္စကို ဆောင်ရွက်ခွင့်မရအဟင်စကားကတာအားလုံးပြီးပြည့်စုံအောင် ဆောင်ရွက်ပေးသည့်ဆရာလည်းအဟင်စကားအားတာရင်ကဲ့သို့ချစ်ခင်လေးမြတ်ဒီဖြစ်၍အတက်အမျိုးမျိုးကိုတင်ပေးသည့်ဤတွင်အဟိန္ဒကသည် သူတစ်ပါးထက်ကဲလွန်၍တက်မြောက်၏ ထိုအခါတပည့်ချို့သည်ဝင်းဒိုးစိတ်ဖြစ်လာကြသည် အဟင်တကနှင့်ဆရာပွဲပြအောင်ရုံမာသော အကြံကိုကြံစီကြသည် အဟင်တကသည်ဆရာဤမယားနှင့်ဟောက်ပြန်နေပြီးဟူ၍ဆရာကိုကုန်းချောကြသည်ဟုအကြိမ်ကြိမ်ကုန်းချောစကားပြောပါများသောဆရာသည်နားရောင်လာသည် စူးစမ်းစင်ကျင်ခြင်းမပြုအဟိန္ဒကကိုအထင်လွဲမှလီတော့သည်ထို့ကြောင့်အဟိန္ဒကကိုတက်ရန်ကြံစီလီတော့သည်တို့ရတွင်မိမိထံအတက်တင်လာသောတပည့်ကိုတက်တည်ဟူသောသတင်းသည် လူကြားရမယောဟု စင်ကျင်မိသည်အဟိန္ဒကကိုဥပေတံမြင့်ဖြင့်တေစီရန်ကြံစီလီသည်ဆရာမိုက်သည် တပည့်လိမ္မာအားခေါ်ယူ၍တပည့်အဟင်သက်ကငါအားလူတို့၏လက်ညှိုးတထောင်ဖြင့်ပူဇော်ပါပညာအားလုံးကိုအကျိမထာတက်သည့်တမျှသောအတက်ဟူတရွေကိုလွန်ကဲထုမြတ်စွာတင်ပေးမည်ဟု ဆို၏အဟင်သက်သည်ဆရာ၏အကြံကိုမရိပ်မိမသိရှိဆရာစီခိုင်းတိုင်းပြုမည်ဟုဆုံးဖြတ်လိုက်သည်တို့ဖြင့်လက်နက်၅ပါးကိုယူ၍ဆရာကိုရှိခိုးကား တောအုပ်တို့ဝင်သည် တွေ့တမျှသောခီးသွာမိန်းမယောက်ျားတို့ကိုဖမ်း၍တက်တီတူးစီ၏လက်ညိုးနှချောင်းစီကိုဖြည့်၍ယူသည်ရရှိသောလက်ချောင်းများကို မရေမတွက်တည့်ရွက်တိခွစသည်တို့၌တာဆုထားလေသည်ထိုအခါလက်ညိုးတို့ကို ကြီးငယ်စသည်တို့စားကြသဖြင့်ပျောက်ပြက်ကုန်ကြသည်ဤတွင်အဟင်တကသည်နောက်ထပ်ရသမျှသောလက်ညှိုးများကို ဖောက်၍ကျိုးဖြင့်တီကုန်းကလေး၌ပန်း ကုန်းတစ်ဖွဲ့ပြု၍ဆောင်ထား၏ဤသို့လက်ညိုးတို့ကိုပန်းကုန်းကဲ့သို့လဲတွင်ဆွဲထားသည်မှအစပြု၍အဟင်တကဟူသောအမည်ပြောက်၍အင်ကူလီမာလာဟူသောအမည်တွင်လေတီတော်အုံ၌အင်ကူလီမာလာနှောက်ရဖန်များသော လူတို့သည်တောသို့မတော်ဘဲနေကြ၏ထို့အခါအင်ကူလီမာလာသည်ရွာတွင်သို့ဝင်၍လူတို့ကိုတတ်ပြန်၏ရွာနေသူတို့လည်းမိကုံးစနပုတ်တို့ရွှေ့နေကြပြန်၏အင်ကူလီမာလာသည်မိကုံးစနပုတ်တို့ဝင်၍တတ်ပြန်၏ ်မိကုံစနပုတ်မီသူတို့လည်းမြို့၌ပေါင်းစုံစုဝေးနေလာကြ၏တဖန်မြို့၌နေသော သူတို့သည်လည်းအိမ်တို့ကိုဆွံ့၍တားမြေတို့ကိုလက်ဆွဲလျက်တာဝတိမြို့ကိုလာကြသည်တာဝတိမြို့ကိုရန်၍တက်ခတ်တဲတို့ကိုဆောက်၍နေပြီးနောက်မင်းရင်ပြင်၌စီဝေးကြသည်ဘရင်ကြားအောင် အင်ကူလီမာလာအကြောင်းမြည်တဲ့ဟစ်ကြွေးကြကုန်၏ကောသလမင်းသည် အလွန်ထိတ်လန့်သွားသည်သူကိုယ်တိုင်မဖမ်းဝန်းသို့သောပြည်သူပြည်သားတို့နှလုံးသက်သာရာ ရဆိုင်တော်မှာနောက်တစ်နေ့တွင် မြင်းစည်းသူရဲ့၅ရာဖြင့်အင်ဂူလိမာလာကိုဖမ်းယူမိဟုနှစ်သိမ့်ပြောဆိုလိုက်လေသည်ထိုအကြောင်းကို အင်ဂူလိမာလာမိခင် မန္နာနီပုံလေးမကြီးသည် ခင်ပွန်းသည် ပုံနာကြီးထံမှတဆင့်ကြားသိသွားသည် ထိုအခါမိမိသားဘေးဖြစ်မည်ကိုစိုးရိမ်မိသည်မိခင်ဤချစ်ချင်းဖြင့်တားကိုခေါ်ရန်တိတ်တဆိတ်ထွက်ခဲ့လေသည်ထိုအချိန်၌မြတ်စွာဘုရားသခင်သည်တာဝတိကြီးဇေတဝင်းကျောင်းတော်၌တည်င်းသုံးနေတော်မူသည်ဖျားသည် လောကကိုကြည်တော်မူသောအင်္ဂုလိမာလာ၏ဥပနိတယတပတ္တိကိုမြင်တော်မူငါဖျားကြွသွားသည်ရှိသောထိုခိုးသူသည်ချမ်းသာခြင်းဖြစ်ပေလက်တက်ရွာမဟုတ်သောတော၌နေလျက်ပင်ဂါထာလေးပုဒ်ကိုကြားနာရယုံမျှဖြင့်ငါဖျား၏ထံ၌ယဟန်ပြုလိမ့်မည်၆ပါးသောအဖိငင်တို့ကိုမျက်မှောက်ပြုရလိမ့်မည်အကယ်၍ငါဖျားမကြွသွားသောအမိကိုပြမတတ်မိကတန်တရာဝတ်တို့ ခမမလို့မြောက်နိုင်မိတို့မြတ်မထုတ်ဆောင်မကယ်နိုင်သည့်ဘဝကိုရောက်ပေတော့မည်ထိုကိုယ်သူကိုငါဖျားကယ်တင်အံ့ဟုစင်ကျင်တော်မူသည်တို့ဖြင့်တပိတ်တင်ငန်းကိုပြင်၍တာဝတိမျိုးတွင်ဆုံးခံဝင်တော်မူ၏ဆုံးခံပြီးသောတပားရဲသာနှင့်အင်္ဂုလိမာလရှိရာတောအုပ်သို့ရှေးရှုကြတော်မူ၏ထိုနေ၌ပင်အင်္ဂုလိမာလသည်လယ်၌ဆွဲထားသောလက်ညှိုးများကိုရည်တွဲကြည့်သည် အထောင်ပြည့်ရန်တချောင်းသာလိုကြောင်းတွေ့ရှိရသည်ထိုနည်းဖို့ရှေးဥစွာမြင်သောသူတယောက်ယောက်ကိုမရရအောင်တက်မီလက်မျိုးအည်အတွက်အထောင်ပြည့်အောင်ဖြည့်ပြီးသောဆရာကိုပူဇော်မီ ကြီးမြတ်သောအတက်ကိုလင်းစွာအာတင်ပြီးလင်မိခင်ဖခင်တို့ထံပြန်တော့အံ့ဟုကြံသည်တောအုပ်လယ်မှထွက်၍တခုသောနေရာ၌ပုံပွေ၍စောင့်နေသည်ထိုစဉ်မိခင်ဖြစ်သောမနာနီပုံလေးမှသည်တောနီးသို့ရောက်လာသည်စိတ်သားအဟံတက ကောတလမင်းကြီးသည်ယနေ့ပင်မောင်းကိုခံယူရန်ငင်းငါရဖြင့်ထွက်လာလိမ့်မည်။ငါသားတက်ဖြက်ချင်းခံရတော့မည်။မိခင်ထံသို့အမြန်လာခဲ့လို့ဟူးဟစ်អော်၍လာဤအင်ကူလီမာလာကလည်းမိခင်ဤអော်တန်ကိုမကြားရသေးအဝေးကမိမတယောက်လာနေသည်ဟုသာထင်မှတ်သည်ထို့ကြောင့်ဤမိမကိုတက်၍လက်ညှိုးကိုဖြည့်ယူအံ့ဟုကြံလျက်ဆောင်နေ၏။ ထိုစဉ်မြတ်စွာဘုရားသည်အင်္ဂုလိမာလာနှင့် မိခင်၏အကြောင်းသို့ဆင်ကြံကြလာတော်မူသည်အင်္ဂုလိမာလာလည်းမထင်ရှားသောအတွင်ဖြင့်ကြောက်လာသောမြတ်စွာဘုရားကိုမြင်ပြီးဤယဟန်ကိုပင်တတ်တော်အံ့ဟုကျန်သည့်ပုံွယ်ရာမှပြင်စွာထွက်လာ၏ မြတ်စွာဘုရားသည်အင်္ဂုလိမာလမမီစိန်တော်မှာတခိုးတော်ဖြင့်ရင်းညွန်ကို၎င်း၆ကမ်းပါးပြက်ကိုလည်းကောင်းသောယူဇနာတိုင်အောင်ဖန်ဆင်း၍ကျတော်မူ၏အင်္ဂုလိမာလသည်ရေကိုကူး၍လိုက်၏ညွန်ကိုယုံ၍လိုက်၏၆ကိုဆင်း၍လိုက်၏တောင်ကိုတက်၍လိုက်၏ညီတို့ပင်လိုက်တော်လဲဘုရားရှင်ကိုမမီနိုင်အလွန်မောပန်းလာသဖြင့်အရှင်ရဟန်းရက်ဦးလို့ရက်ဦးလို့ဟုဆို၍တားဤထိုအခါဘုရားရှင်ကအင်္ဂုလိမာလာ ။ငါကားရဲ့ဤတင်သာလျင်မရက်ပေကုဆို၏အတင်ရဟံ။တင်သည် မတက်မနာသွားလျက်ရှိသည်ကိုပင်ငါရဲ့ဤတင်ကားမရက်ဟုအဘဲကြောင့်ဆိုပါသည်နီးစင်စစ်ရဲ့နေသူမှာအကျုံးဥတာဖြစ်သည်မူတာဝါရသည်ယဟန်တို့၏အလေးထပင်သောအချင်းအင်္ဂုလိမာလာငါသည်အလုံးစုံသောတတဝါတို့ကိုနှိမ့်ဆက်နှင်းဆဲခြင်းမပြုပါနာတိပါဒစသောမကောင်းမှုဒုစရိုက်တို့ကို မလိုက်စားခြင်းရှောင်ရှားသည်သာဖြစ်၏ ပယ်လားခြင်းမရှိသူဂတိဘဝတို့ဤအထွတ်ထိပ်ဖြစ်သောနိဗ္ဗာန်၌သာယက်တည်နေ၏ထို့ကြောင့်ငါကားယက်တော်သူမိဤတင်ကားဒုစရိုက်တရားတို့ကိုညာစွာပြုလေးရှိသည်တတဝါခတ်သိန်းတို့ကိုတနာချစ်ခင်ခြင်းမရှိဓာလှန်ဆသောလက်နက်ဖြင့်ထိုးခုတ်တပ်ပုတ်နှင်းဆဲခြင်းပြုသူဖြစ်သည် သူတော်ကောင်းတရား၌မတီထိုးကြောင့်တင်သည်မယက်ဟုငါဆိုသည်ဤတို့ဖျားရှင်ဤရဲရင်ကြည်ကြည်သော စကားကိုကြားရသောအခါအင်ကူးလိမာလာသည်အန်ချီမဆုံးရှိသွားသည်ဤရဟန်းဤစကားသည် အနှစ်သာရရှိလာပေသည်ဤကဲ့သို့သောစကားကိုဆိုတတ်ပေသောသူကားလူသားမညာမဟုတ်တုတ်တော်ဒနမင်းကြီးဤတောင်ညာဇန်ဒေဝီမဟေတီမိဖျားကြီး မဟာမာယာဤတားတော်ဖျားဆိုသောပုဂ္ဂိုလ်ဖြစ်ပေရသည် ရှင်တော်ဖျားသည်ငါသူတော်ကောင်းတရား၌မတည်တည်ကို မြင်တော်မူပြီးငါကိုတနာတော်မူလာ၍ဤတော်ကြီးမြိုင်ဝနာကိုကြောက်ရတော်မူပေသည်ဟုမှဲ့ယူလိုက်သည်ဖျားရှင်ကိုအလွန်ကြီးညိုမျက်နှိုးလာရကားရှေ့တော်၌ဝိလျက်ယူတည်ကျုံးနွန်စွာရှိကိုသည်အရှင်သူမြတ်သည် အကျုံးလို့အာတနာချီမြောက်တော်မူပါရုံမာတော်အကျင့်ဥတ္တမရကိုအကျုံးလို့ပယ်ချပါတော့မီခုဖြောက်ကြဤထိုးနောက်သူသည်လိန်နဆွဲထားသောလက်ညှိုးများကို၎င်းလက်နက်၅ပါးကို၎င်းအနည်းရှိ၆တန်းမှပြက်၌ဆုံးပြစ်လိုက်လည်သည်ဖျားချဤတော့အဆောင်ကိုရိုသေးစွာဥတိုက်ရှိကိုသည်ဖုံးတော်ကြီးသောအရှင်ဖျားအရှင်ဖျားသည်အကျုံးတို့ကိုယဟန်ပြုတ်ပေးတော်မူပါလော့ဟုတောင်းပန် မြတ်စွာဘုရားသည်လက်ရလက်မောင်းတော်ကိုဆန့်၍အေဟိဘိက္ခုတမဆရာဟအစရှိသဖြင့်ခေါ်တော်မူသည်ထိုအခါအင်္ဂုလိမာနာ၏စံမုတ်စိတ်လူဝိပဆိုးတို့ကိုကွယ်လေ၍တပိတ်တင်ကန်းဆသောယဟန်ပရိခေယရှစ်ပါးနှင့်ပြည်စုံလေသည်အင်္ဂုလိမာလာသည်ဝါတော်60ရှိပြီးသောမထေကြီးကဲ့သို့မြတ်စွာဘုရားကိုဥညွတ်ရှိခိုးလျက်ပစ္စည်းယဟန်ဖြစ်လာလေသည် အင်ကုလီမာလာသည်ယဟန်ဖြစ်ပြီးနောက်မြတ်စွာဘုရား၏နောက်လိုက်အလုတ်ကျွေးဖြင့်တပိတ်တင်ငန်းတို့ကိုယူ၍ဇေတဝန်ကျောင်းတော်သို့လိုက်ပါသွား၏ထို့သောအင်ကုလီမာလာထဲကိုဒံဖြင့်၎င်းလက်နက်ဖြင့်၎င်းမကူမဖက်တတက်ရင်ကျေးအောင်ဆုံးမနိုင်ခြင်းသည်ဘုရားရှင်၏အောင်ချင်းရှိပါအနက်တပါအပါဝင်ဖြစ်ပေသည်အင်ကုလီမာလာမိခင်လည်းတောဥတလျှောက်ရှိသားကို ခေါ်ယူမိတမ်း၍လှည့်လည်ရှာဖွေမရသဖြင့်အိမ်သို့ပြန်လေသည် အတင်းဒီကောတလမင်းကြီးငူကားအခြားသူကိုကဲ့ရဲ့မည်ဆိုသောကြောင့်အင်ကူလီမာလာကိုဖမ်းရန်ထွက်ကြခဲ့သည်။သို့တော်လည်းအင်ကူလီမာလာနှင့်ရင်ဆိုင်ရမည်ကို ရွှင်းကြောက်သဖြင့်တောအုပ်သို့တိုက်ရိုက်မသွားသေးစေတဝန်ကျောင်းတော်သို့ဖျားရှင်၏အမိန့်တော်ကိုနာယူရန်အလင်းဝင်လေသည်ထိုအချိန်၌အင်ကူလီမာလာယဟန်သည်မြတ်စွာဘုရားအနီး၌ထိုင်နေလေသည်။ဖျားရှင်လည်းမင်းကြီးအားအင်ကူလီမာလာ၏အဖြစ်မှန်ကိုပြောကြားတော်မူ၍ ထိုသူသည်အင်္ဂုလိမာလခိုးသူပင်နှင့်ဟုညွန်ပြသည့်ကြောက်ရွံ့မင်းကြီးသည်မယုံနိုင်အောင်ဖြစ်သောအာဒီတုံ့လုပ်သွားသည်မင်းကြီး၏နောက်ပါအချွေရံများသည်လည်းထိတ်လန့်ကြောက်ရွံ့ကြသဖြင့်လက်နက်တို့ကိုခြာကာပြေးကြလေဒီထိုအခါဖျားရှင်ကမင်းကြီးအားတကားတော်မင်းကြီးမကြောက်ရွံ့လေနှင့်အင်္ဂုလိမာလသည်တင်တို့အားမြည်သည့်ဘေးရန်ကိုမျှပြုလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏ထိုအခါတွင်မှမင်းကြီးသည်ကြောက်ရွံ့ခြင်းကင်းပြောက်သွားသည် အင်္ဂုလိမာလာထံချဉ်ကပ်ပြီးလင်ပစ္စည်းလေးပါလူဒန်းထောက်ပံ့လိုကြောင်းလျှောက်ထားသည်အင်္ဂုလိမာလာထေရကအယံအကင်တုတင်ပိဏပါတိတ်တုတင်ပန်တကူတုတင်တိစီဝရိုက်တုတင်တို့စောက်တည်သည်ဖြစ်သောကြောင့်မြည်သည့်ပစ္စည်းများမလိုပြည့်စုံသည်ဖြစ်ကြောင်းမိတ်တော်မူသည်မင်းကြီးသည်အင်္ဂုလိမာလာထေ၏ကြီးညိုပွဲရှိပုံကိုအံ့မဆုံးဖြစ်မိသည်ဖျားရှင်အားကတော့ကအကြောင်းတော်မှထွက်ခဲ့လေသည့်အင်္ဂုလိမာလာထေကိုအကြောင်းမသိကြသေးသူများကမူ မြင်ုံဖြင့်ထိတ်လန့်ထွက်ပြေးကြကုန်၏တာဝတိမျိုးတွင်ဆုံးခံကြလာသည်ကို မြင်သောအိမ်တကားကိုပိတ်၍နေကြကုန်၏အင်ကူလီမာလာမထဲသည်ဆုံးကောင်းစွာမရရှိပေ။တနေ့တ၌အင်ကူလီမာလာထဲသည်ဆုံးခံထွက်ရင်းအိမ်တအိမ်၌မိမဖွားနိုင်သောမင်းငယ်တယောက်ကို မြင်သည်ပင်မန်းစင်းရဲပေစွာဟုစိတ်၌ဖြစ်ပေါ်မိညက်ခါ၌မြက်စွာဖျားထံသို့ချင်းကဲ့၍တွေ့ရှိခဲ့ရပုံကိုလျှောက်ထား၏ဖျားရှင်လည်းအင်ကူလီမာလာထဲကို လူတို့ကြောက်ရွံ့ကြင်ရှောင်းသဖြင့်စွန့်ခတ်ခဲကြုံရပုံကိုတည်ပြီးဖြစ်သည်ထို့ကြောင့်မိမဖွားနိုင်သူအမျိုးသမီးများအားအင်ကူလေးမာလာထိတ်ကချမ်းသာအောင်လက်တွေ့ကူညီဆောင်ရွက်ပေးနိုင်ပါကမထဲကိုမိဝဲစည်းကပ်ကြလိမ့်မည်စွန့်အာဟာရပြည့်စုံပေးလိမ့်မည်ခုစင်ကျင်တော်မူမိသည့်သူဖြင့်အင်္ဂုလိမာလာထေတစ္ဆာပြုရဆိုရန်ယတောဟံပကိနိအရိယာယဇာတိယာဇာတောနာဘိဇာနာမိတေဆိဆ ပါဏစီဝိတာဝေယောပေရာတိနာတစ္ဆေနာတောတိတေဟောတုတောတိကပတ္တဟူသောပြိတ္တောကိုတင်ပေတော်မူလေသည့်အဘိဓေကငါသည် အချင်းခါမှစ၍အရိယာဇာတိဖြစ် ထိုအရိယာဇာတိဖြစ်သောခါမှစ၍တေစီလိုသောစေတနာရှင်ဆေဆော်၍တတဝါတို့၏အတက်ကိုမတက်ခဲ့ထိုသို့မှန်သောစကားကြောင့် အတင်ချင်းနမအားချမ်းသာခြင်းသည်ဖြစ်ပါစေတည်းကိုဝင်ဤချမ်းသာခြင်းသည်ဖြစ်ပါစေတည်းဟူ၍ဖြစ်ပေသည်ထိုနေ့မှစ၍အင်္ဂုလိမာလာသည် မီးမခွားနိုင်ပဲတင်ပန်းဆင်းရဲနေသောမိမကိုကြုံတွေ့ပါကထိုမိမထန်သွားသည်အကာအယံအပြင်ဘက်မှနေ၍ထိုပရိတ်တော်ကိုရွတ်ဆိုကတစ္ဆာပြုလိုက်သည်ထိုအခါထိုမိမသည်ကောင်းစွာမီးခွားနိုင်လေတော့သည်နောက်အခါ၌အင်ကူလီမာလာထဲတစ္ဆာပြုသောနေရာ၌အင်းကျင်ကိုခင်းထားကုန်၏မီးမခွားနိုင်သောမိမတို့ကိုထိုအင်းကျင်၌အိတ်စေယုံဖြင့်ချမ်းသာစွာမီးခွားနိုင်၏ အင်းကျင်အထိမလာနိုင်လောက်အောင်အာနေသောမိမတို့ကိုမူအင်းကျင်စေးရီဖြင့်ဦးကောင်းမှတွန်းလောင်းပေးယုံဖြင့်ကောင်းစွာမိခွားနိုင်၏ထိုခါမှစ၍အရှင်အင်းကူလီမာလာသည်တကူကြီးပေစွာဟု ဆိုကားဆွန်ဆသည်တို့လူတန်းပူဇော်ကြကုန်၏အင်းကူလီမာလာထဲသည်ဤတို့ဖြင့်ဆွမ်းအာဟာရပြည့်စုံလာသည်ယဟန်တရားကိုစူးစမ်းအားထုတ်လာနိုင်သည် မကြမီယဟန္တာအဖြစ်သို့ရောက်ရှိသွားသည့်တနေ့သောအခါအင်ကူလီမာလာထဲသည်မြို့ရင်းသို့ဆွန်ခံဝင်သည်လူအချို့သည်တစုံတစ်ခုကို ခဲဖြင့်ပစ်ကြသည်မထရကိုကိုခဲမြထိမှန်သည် မထဲဤဥပေါင်းခွဲ၍သွေးတို့ယိုစီးလေသည်ထိုအချင်းရာကိုဖျားရှင်မြင်သောစစ်သားတီးခံတော့အတင်ပြုခဲ့သောမကောင်းမှုကံဤအကျိုးဆက်တို့သည် အထောင်မကညပြနာစွာသောနှစ်တို့ပတ်လုံးငရေ၌ခံစားခဲ့ပြရသည်ယခုမူတင်ယဟတ်တဖို့သို့ရောက်ခဲ့ပြီဖြစ်၍ထို့သို့မခံစားရတော့ ထိုကံဤအကျိုးကိုယခုမျက်မှောက်ပြစ်ဆုံးပံဖြစ်သောကို အတ္တဘောနာတာနှင့်ခံစားရလေသည်ဟုမိန့်တော်မူ၏အင်္ဂုလိမာလာမထေရသည်စိတ်ွယ်ရာသို့ကဲ့၍တယောက်ထဲနေလျက်ကာလဝိမှုတိချမ်းသာကိုခံစားတော်မူ၏သို့ခံစားရမှအကျဉ်သူသည်ဘဝရှေ့ပိုင်း၌မိမိလျော့လျော့နေခဲ့ပြီးလျှင်နောက်ပိုင်းတွင်ကမမေလျော့တော့ချေတိမ်တိုင်းမှလွတ်လာသောလဝန်းကဲ့သို့ထိုသူသည်ဤလောကကိုထွန်းလင်းတောက်ပစေ၏စသည်ဖြင့် ဥရန်ကျူးရင်တော်မူပြီးနောက်ပြိနိဗ္ဗာန်ပြုတော်မူလေသည်